သုဒ္ဓတမရွှေကျင်သာသနာပိုင်သက်တော်ရှိဝါဆိုဆရာတော်ဖျားကြီးရဲ့အယူတက်ပြတွေကိုအီယာရီမြေအတွင်းမှာရည်မြှော်တဲ့မင်္ဂလာအခမ်းအနားကိုဖေဖော်ဝါရီလ19ရက်နေ့ကကျင်းပခဲ့ပါဗျာ။ မန္တလေးမြို့မဟာဝိသုဒ္ဓရုံတိုက်တဲ့ဇယမေဒနီဝါဆိုကြောင့်မဟာဝိသုဒ္ဓရုံတိုက်တဲ့မဟာနာယကနိုင်ငံတော်ဩဝါဒစတိယအကမဟာပန္ဒီတာအဘိဓဇမဟာရထဂုရုအဘိဓဇအကမဟာတတ္တပဇောတိက ရွှေကျင်နိကာယအဓိပတိဥက္ကဋ္ဌမဟာနာယကဓမ္မသေနာပတိသုဒ္ဓတမရွှေကျင်သာသနာပိုင်ဝါဆိုဆရာတော်ဗဒ္ဒနာအဂိယမဟာထေတက်တော်တရားဝါတော်၈၁ဝါရဲ့အနိမအဂိဇာပနာတာရုကီလနာပူဇာအခမ်းအနားကျင်းပပြီးနော် ဖေဖော်ဝါရီလ19ရက်ညနေ4နာရီအချိန်ကမှဆရာတော်ဘုရားကြီးရဲ့အယိုးတက်ပြတွေကိုအယာဝရီမြေအတွင်းမှာရေမျောတဲ့ဥဒကဝါဟနာပူဇာမင်္ဂလာအခမ်းအနားကိုဆက်လက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။သုဒ္ဓသမရွှေကျင်သာသနာပိုင်ဝါဆိုဆရာတော်ဘုရားကြီးရဲ့ရုပ်ကလတ်တော်ကိုမိပုဇော်ရာကနေကြားရှိခဲ့တဲ့အယိုးတက်ပြတွေကို ဖေဖော်ဝါရီလ19ရက်မွန်းလွဲ3နာရီအချိန်ကအန်နီမအဂိဇာဘနာအခမ်းအနားကျင်းပရာရွှေမန်းတောင်အားကစားကွင်းမှာတွားရောက်ပစ်ဆောင်ခဲ့ကြပြီးအေအော်ရီမီအတွင်းမှာအယိုးပြာကိုရည်မြှောခြင်းအခမ်းအနားဆက်လက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်ရွှေကျင်သာသနာပိုင်းဝါဆိုဆရာတော်ဖျားကြီးရဲ့ဥဒုဇယုတ်ကလတ်တော်ကိုမိပူဇော်ရမှာကြံရှိခဲ့တဲ့အယိုးတက်ပြာတွေကိုဖေဖော်ဝါရီလ19ရက်ညနေပိုင်းကဆရာတော်ဖျားကြီးရဲ့အကြောင်းတော်အနေရှိ35လမ်း86လမ်းမှာ ညနေ၄နာရီအချိန်ကမှစတင်ထွက်ခွာခဲ့ကြပြီးမန္တလေးခေါဝန်စီကမ်းမှ ERD မြေအတွင်းသို့ကရဝိတ်သင်းမောဖြင့်ဆက်လက်ပင်ဆောင်ခဲ့ပါတယ်အဲ့နော် ERD မြေအတွင်းဆရာတော်ဖျားကြီးရဲ့အယိုးပြတွေကိုည9နာရီအချိန်ကမှရေမျောခြင်းမင်္ဂလာမြေအတွင်းစီမီးများမျောခြင်းရေရင်များဖြင့်လှည့်လည်ပူဇော်ခံခြင်းတွေပြုလုပ်ခဲ့ကြပါတယ်မန္တလေးပြည်သူ့စေယုံကြီးမှစေကူသားမှုခံယူလျက်ရှိတဲ့ရွှေကျင်သာသနာပိုင်ဝါဆိုဆရာတော်ဖျားကြီးဟာဖေဖော်ဝါရီလ14ရက် မနေ့တနာရီအချိန်ကကဘဝနဲ့ထံပြန်လည်တော်မူခဲ့ခြင်းဖြစ်ပြီးဆရာတော်ကြီးရဲ့ရုပ်ကလပ်ကိုမန္တလေးမြို့86လမ်း35လမ်းနဲ့36လမ်းကြားရှိမဟာဝိသုဒ္ဓံရုံတိုက်တဲ့အောင်မြေသာစီအလဲကျောင်းကြီးမှာ9ရက်ကြာအပူဇော်ခံထားရှိခဲ့ပါတယ်။သုဒ္ဓတမရွှေကျင်သာသနာပိုင်ဝါဆိုဆရာတော်ဖျားကြီးဟာမြမတက္ကရာ1289ခုနှစ်ဒဂူလာပြည်ကျော်ဆယ်ရဲ့မြမနှစ်ဆန်းတည့်ရက်နေ့တင်းလာနေ့ကစကိုင်းတိုင်းဒေသကြီးစကိုင်းမြို့နယ်လင်းရင်ကျွရမှာခမီးတော်ဥပုကြီး မေတော်ဒေါ်တွယ်မီတို့မှဖွားမြင်ခဲ့ပြီးမွေးချင်းဆယ်ရောက်နဲ့၅ရောင်မြောက်တားရနာတူဖြစ်ပါတယ်။အသက်၁၇နှစ်အရွယ်မှာအဘိဓဇမဟာရထဂုရုရွှေကျင်သန္တာပိုင်တက်တော်ရှိစံကင်းဆရာတော်ဖျားကြီးရဲ့မေတော်ကြီးဒေါ်မင်းထက်ရဲ့ပစ္စည်းရနုဂဟကိုခံယူပြီးစံကင်းဆရာတော်ဖျားကြီးအားဥပစေပြုလျက်လင်းရွာဖုံးတော်ကြီးကြောင့်မှရှင်သာမဏေပြုခဲ့ပါတယ်။